မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဂျွန်လ14ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ပထမဆုံးတင်ဆက်ပေးရမယ့်စကမ်းသိန်းတိုက်ပွဲသတင်းကတော့စကမ်းတိုင်းရွှေဘုံမြို့နယ်ဆယ်ပင်ကျွန်းပြူစောတိရွာကိုတိုက်ခိုက်သိမ်းပတ်ရောက်ပြူစောတိတအုပ်သေးဆုံးပြီးတော့၁၈ဦးကိုအရှင်ဖမ်းဆီးရမိကလက်နက်ဆယ်လက်သိမ်းဆီးရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ9ရက်နေ့မနက်အစောပိုင်း9နာရီခွဲကစတင်ပြီးတော့ဆယ်ပင်ကျွန်းပြူစောတိရွာကိုတော်လိုင်းပူပေါင်းတပ်ဖွဲ့များကစတင်ချင်းကပ်တိုက်ခိုက်ခဲ့ပြီးတော့အပြန်အလှန်ထိပ်တွေ့တိုက်ပွဲဖြစ်ပွားကမနက်6နာရီ15မိနစ်လောက်မှာပြူစောတိအထိုင်စခန်းတစ်ခုလုံးကို အပိဒါတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။အကြမ်းမဲ့စစ်တပ်ကတိုက်ပွဲဖြစ်ပွားရာနေရာများကို112နဲ့ဘုံဒီ16လုံးကျဲချတိုက်ခိုက်ခဲ့ပြီးတော့ပြူစောတိရွာများကလည်းလက်နက်ကြီးများနဲ့ပစ်ခတ်တိုက်ခိုက်မှုများလုံဆောင်ခဲ့တော့လေတော်လိုင်းတပ်ဖွဲ့ဝင်တွေဘက်ကတော့အထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာပြူစောတိတအုပ်သေးဆုံးပြီးတော့ပြူစောတိ16ဦးကိုအရှင်ဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။ဒါအပြင်ပြူစောတိတွေစီက G3 တနက်နှစ်လက်ကာပိုင်တနက်6လက် travel တနက်နှက်လက်နဲ့ဆက်ဆက်ပစ္စည်းများကိုလည်းတင်စီရရှိခဲ့တယ်လို့သိရပါဗါးအဲ့ဒီကြေးရွာကပြူစောထီးများဟာကြေးရွာအတွင်းမှာရှိတဲ့အမျိုးသမီးငယ်များကိုမရင်းကျင့်ခြင်းတပ်ဖြတ်ခြင်းနဲ့တခြားရွာကပြည်သူများကိုပြစ်ခတ်တပ်ဖြတ်မှုတွေကျူးလွန်နေသူများဖြစ်တယ်လို့သိရပါဗါးဆယ်ပင်ကျွန်းပြူစောထီရွာကိုအပြန်အလှန်တိုက်ခတ်ရင်းနဲ့မိုးမလင်းငင်မှာပဲပြူစောထီအထိုင်စခန်းအားလုံးကိုသိမ်းပိုက်နိုင်ခဲ့ပါတယ်ပြူစောထီအသေးတကောင်နဲ့အရှင်ဆက်ရှိကောင်ကိုလက်ရဖမ်းဆီးရမိခဲ့တယ်အဲ့ဒီစခန်းကပြူစောထီတွေက သူတို့ရွာထဲမှာနေတဲ့မိန်းကလေးတွေအကုန်လုံးကိုအလိုမတူဘဲနဲ့မရင်းကျင်တာလူသက်တာတွေနဲ့တခြားရွာကပြည်သူတွေကိုလည်းပြစ်ခတ်တပ်ဖြတ်တာတွေကျူးလွန်နေကြတာပါလို့ရွှေဘိုခရိုင်အမတ်ဆက်ရှိတိုက်ရင်တက်ထောက်တာဝန်ခံပြောရေးဆိုခွင့်ရှိသူကိုနေမျိုးကပြောပြထားပါတယ်၎င်းတက်ခတ်မှုကိုရွှေဘိုခရိုင်အမတ်23 78 55 26 6936 1031တိုက်ရင်နဲ့နေမြေကန်ပောက်ကဖအဖွဲ့များကပူးပေါင်းပြီးတော့တိုက်ခတ်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းလမ်းမတော်မြို့နယ်နဲ့ကမာရွတ်မြို့နယ်တို့မှာရဲတပ်ဖွဲ့နဲ့ပြူစောထီးများကြားပြစ်ခတ်မှုဖြစ်တဲ့အထိအချင်းများရန်ဖြစ်မှုတွေဖြစ်ပွားလာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဇွန်လ23ရက်နေ့ည8:30မိနစ်အချိန်မှာလမ်းမတော်မြို့နယ်ဂျန်ရှင်မော်တီအနီးမှာရဲတပ်ဦးကိုပြူစောထီးအဖွဲ့ဝင်6ဦးကဝင်းရောက်တိုက်ခတ်ခဲ့တယ်လို့သိရပါဗါတယ်။အဲ့ဒီနောက်ရဲများထပ်မံရောက်ရှိလာပြီးတော့ပြူစောထီးအဖွဲ့များကိုပြစ်ခတ်ဖမ်းဆီးမှုများလှုံ့ဆော်ခဲ့တယ်လို့သိရပါဗါတယ်။ ရဲတအုပ်နဲ့ပြူစောတိတအုပ်တို့ကြားထဲမှာအမျိုးသမီးကိစ္စနဲ့ပတ်သက်ပြီးတော့အချင်းများရန်ဖြစ်ရာကနေအုပ်စုလိုက်တိုက်ခိုက်မှုများဖြစ်ပေါ်လာတယ်လို့သိရပါတယ်။စော်ကိစ္စနဲ့ပြူစောတိနဲ့ရဲခွဲတွေရန်ဖြစ်ကြတာပါ။ပြူတွေဆိုပေမဲ့လူမိုက်တွေပါပဲ။အခုကလူမိုက်တွေကိုပြူစောတိအဖြစ်နဲ့တက်ကခေါ်သုံးနေတာ။စော်ကလည်းပြူစောတိတအုပ်နဲ့ရီးစားလိုလိုဘာလိုလို EC ကလေးတွေလုပ်ပြီးတော့ပတ်စံဇေယျနဲ့ပစ္စည်းအကျော်ခွဇေယျလိမ့်လေသွားတယ်လို့ပြောတယ်။အဲ့ဒါကိုပြူစောတိတွေကမကျေနပ်လို့အဲ့ဒီအမျိုးသမီးကိုလိုက်ရှာတဲ့အချိန်မှာ အဲ့ဒီဆောင်နဲ့ EC ကလီဖြစ်နေတဲ့ရဲကလာပြီးတော့ဖာသေးပြီးအကာအကွယ်ပေးပြီးဖြစ်ကြတာမနေ့ည၈နာရီကျော်လောက်ကတနက်တန်းတွေကိုဂျန်ရှင်မော်တင်နားမှာပြည်သူတွေအားလုံးကြားလိုက်ကြရတယ်လို့လမ်းတော်မြို့နယ်အနီးမှာနေထိုင်တဲ့ဒေသခံသတင်းရင်းမြစ်ကပြောပြထားပါတယ်။မနေ့ကလမ်းတော်မြို့နယ်ဂျန်ရှင်မော်တင်အနီးပြူစောတိအဖွဲ့နဲ့ရဲတပ်ဖွဲ့တွေကြားမှာတိုက်ခိုက်မှုမှာပြူစောတိနှစ်ဦးဟာတနက်ဒဏ်ရာရရှိသွားပြီးတော့ရဲတအုပ်ဟာလည်းဒဏ်ရာအပြင်းထန်ရရှိသွားတယ်လို့သိရပါတယ်။အလားတူပဲမေလ25ရက်နေ့ကလည်းကမာရွတ်မြို့နယ်ရဲစခန်းမှာပြူစောတိခေါင်းဆောင် ုပ်ချုပ်ရေးမှုစီကနေပြီးတော့လိုင်စင်မဲ့ဆိုင်ကယ်ကိုရဲကဖမ်းဆီးမှုနဲ့ပြူစောတိအဖွဲ့နဲ့ကမာရုံမြို့နယ်ရဲတပ်ဖွဲ့ကြားမှာ ပြစ်ခတ်မှုဖြစ်ပွားတဲ့အထိရုံရင်ဆန်ခတ်တွေဖြစ်ပေါ်ခဲ့တယ်လို့သိရပါဗါးမေလ25ရက်နေ့ကလိုင်မြို့နယ်ရှစ်ရက်ကွယ်အုပ်ချုပ်ရေးမှုလည်းဖြစ်ပြူစောတိခေါင်းဆောင်လည်းဖြစ်တဲ့ဆန်းထေးရဲ့မိမစီးလာတဲ့လိုင်စင်မဲ့ဆိုင်ကယ်ကိုကမာရုံမြို့နယ်အတွင်းမှာမြို့နယ်ရဲများကဖမ်းဆီးခဲ့တယ်လို့သိရပါဗါးပြူစောတိခေါင်းဆောင်အုပ်ချုပ်ရေးမှုဆန်းထေးကဆိုင်ကယ်ကိုပြန်ပေးဖို့ကမာရုံမြို့နယ်ရဲစခန်းကိုတွားရောက်တောင်းခံခဲ့တော်လဲ ်ပြန်မရလာဘူးလို့သိရပါဗါးဒါကြောင့်လိုင်မျိုးနယ်ကပြူစောတိခေါင်းဆောင်နဲ့အဖွဲ့ဝင်များဖြစ်ကြတယ်လိုင်မျိုးနယ်၈ရက်ကွယ်အုပ်ချုပ်ရေးမှူးစန်းထီလိုင်မျိုးနယ်၆ရက်ကွယ်အုပ်ချုပ်ရေးမှူးကျော်သူလိုင်မျိုးနယ်၁၀ရက်ကွယ်အုပ်ချုပ်ရေးမှူးတန့်စင်ဦးနဲ့ပြူစောတိအဖွဲ့ဝင်အယောက်၂၀ခန်းက၎င်းတို့ကိုတက်ဆင်ပေးထားတဲ့တနံများကိုယူဆောင်လာပြီးတော့ကမာရွမြို့နယ်ရဲစခန်းကိုမေလ၂၅ရက်နေ့ည၁၇နာရီဝင်းကျယ်အချိန်မှာရောက်ရှိလာခဲ့တယ်လို့သိရပါဗါးမေလ၂၅ရက်နေ့ညတကောင်အချိန်မှာကမာရွမြို့နယ်ရဲစခန်းကိုရောက်ရှိလာတဲ့ပြူစောတိအဖွဲ့က တနက်ပြစ်ဖောက်ပြီးတော့ဆိုင်ကယ်ကိုပြန်ပေးဖို့တောင်းဆိုခဲ့တယ်လို့ပြောပါတယ်။ကမာရွတ်မြွတ်နဲ့ရဲမုန်ရဲ့အဖွဲ့ကလိုင်စင်မဲ့ဆိုင်ကယ်ဖြစ်တဲ့အတွက်ဖမ်းဆီးထားခြင်းဖြစ်ကြောင်းပြောဆိုရာကနေပြူစောတီအဖွဲ့တွေနဲ့ရဲတွေကြားထဲမှာအချင်းချင်းပြန်ကြိုက်ကြပြီးတော့ရိုက်နှက်မှုတွေဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။မေလ25ရက်နေ့ည7:05မိနစ်မှာတနက်တန်3ချက်စဖောက်တယ်ပြီးတော့ရဲကားတွေအကုန်ဝင်လာတယ်ခဏနေတော့အင်စီကားတွေနဲ့လူတွေအများကြီးရောက်လာတယ်ပြူခွေးတွေနဲ့ရဲခွေးတွေရိုက်ကြနှက်ကြတာ ပြူခွေးတွေဘက်ကထိသွားတယ်ရဲတွေဘက်ကလည်းနှစ်ဦးလောက်ထိသွားတယ်ခဏကြာတော့တတ်နယ်မှုကရောက်လာတာလို့ဒေသခံသတင်းရင်းတွေကပြောပြထားပါဗျ။ကမာရွမြွနယ်ရဲတပ်ဖွဲ့ကစခန်းထဲကိုလာရောက်တောင်းကျမ်းနဲ့ပြူစောတိအဖွဲ့ဝင်များကိုဖမ်းဆီးပြီးတော့တာဝန်ဝတ္တရားနောက်ဆက်မှုလုံခြုံရေးထိပါစေမှုအပါအဝင်နိုင်ငံဝန်ထမ်းကိုနောက်ဆက်တဲ့အမှုများနဲ့ဖမ်းဆီးတရားစွဲရန်ပြင်ဆင်ခဲ့တယ်လို့သိရပါဗျ။ဒါပေမဲ့ကမာရွမြွနယ်နဲ့လှိုင်မြွနယ်တို့ကိုလုံခြုံရေးတာဝန်ယူပေးထားတဲ့စစ်တပ်တာဝန်ရှိသူက ်ပြူစောတီများကိုပြန်လွတ်ပေးရန်ညှိနှိုင်းဖြည့်ရှင်ပေးခဲ့ပြီးတော့သတင်းမပေါက်ကြားစေရန်အချင်းချင်းညှိနှိုင်းဆောင်ရွက်ကြရန်ဂျားဝင်ဖြန့်ပြေးပေးခဲ့ကြတယ်လို့သိရပါတယ်။အချမ်းဘတ်စစ်တပ်ကရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ခိုးဆိုးလူရက်ထောင်ထွက်လူမိုင်းများကိုပြူစောတီများအဖြစ်နဲ့လက်သက်မွေးကလက်နက်တပ်ဆင်ပေးထားခြင်းဖြစ်တယ်လို့ဒေသခံပြည်သူများကပြောဆိုနေကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်မြို့မင်္ဂလာတုံမြို့နယ်ထောက်ကျန်လမ်းဆောင်မှာရှိတဲ့လုံခြုံရေးဘန်ကာတဲကနေထွက်လာတဲ့စစ်သားတချို့ကိုမိုင်းဆွဲတိုက်ခတ်ရာစစ်သားတအုပ်တိမ်ဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဇွန်လ23ရက်နေ့ည8:20မိနစ်အချိန်မှာမင်္ဂလာတုံမြို့နယ်ထောက်ကျန်မြို့အမှတ်3လမ်းနဲ့အမှတ်ခွန်လမ်းဆောင်မှာရှိတဲ့စစ်တပ်ဘန်ကာကင်းတခုကိုပြင်မှတ်ထားပြီးတော့အဝေးထိန်မိုင်းနှလုံးနဲ့ဖောက်ခွဲတိုက်ခတ်ခဲ့ရာစစ်သားတအုပ်လေးကြတိမ်ဆုံးသွားတယ်လို့သိရပါတယ်။အဝေးထိန်မိုင်းနှလုံးကိုအုံပြုခဲ့တာပါ။တလုံးပဲကောင်းကောင်းမွန်မွန်အောင်မြင်ခဲ့ပါတယ်။ကျန်တဲ့တလုံးကပေါက်ခွဲအား ਨੇਵਾ ਗਰੇ စစ်ခွေးအဆောင်၃ခေါင်အပြင်ကိုထွက်လာတဲ့အချိန်မှာခွဲလိုက်တာဒကောင်ကတော့ထိပြီးတော့လဲကျသွားပါတယ်နောက်ဆက်တွဲမြေပြင်အခြေအနေကိုတော့ဆက်လက်ပြီးတော့စုံစမ်းနေပါတယ်ရဲဘော်တွေအားလုံးဘေးကင်းလုံခြုံပါပြီလို့ Operation Flame အဖွဲ့ကသတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူကသတင်းပေးဖို့ပြောကြားထားပါတယ်၎င်းတက်ခတ်မှုကို Operation Flame OF အဖွဲ့ကမြို့ပြပျောက်ကြားရဲဘော်များကလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးတော့ Mission ဖော်ဆောင်ခဲ့တဲ့ရဲဘော်များအားလုံးဘေးကင်းတယ်လို့သိရပါတယ်ဆက်လက်ပြီးတော့ရန်ကုန်တော်လှန်ရေးမဟာမိတ်အားလုံးနဲ့အတူလက်တွဲပြီးတော့အကြမ်းဖက်စစ်တပ်ကိုအရှိန်ဟုန်မြင့်ပြီးတော့တိုက်ခိုက်ချိန်မုံသွားမှာဖြစ်တယ်လို့ အတိပေးကြေညာထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့ American ရောက် မြန်မာဒုက္ခသည်များအပါအဝင်ရွှေပြောင်းနေစီကနေပြီးတော့ငွေချေးလိမ်လည်မှုနဲ့ American နေမြန်မာဆယ်လီလုပ်ငန်းရှင်အမျိုးသမီးတအုပ်ကို American ခရိုင်တရားသူကြီးက အမေရိကန်ဒေါ်လာ3.2တန်းကျော်ပေးဆောင်ရန်ဒဏ်ငွေချမှတ်လိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အမေရိကန်ပြည်ထောင်စုမှရှိတဲ့မြန်မာလုပ်ငန်းရှင်လီဗီဆတ်နိုင်တန်းဟာရေနံတူးဖော်ရန်မြေငါးရန်ခွင့်စာချုပ်များကိုအကျိုးအမြတ်တွေမလုံးပေးပြီးတော့ယင်းဒီမြုံနှံမှုအတွက်အမေရိကန်ဒေါ်လာသိမ်းချပြီးတော့လိမ့်လည်ခဲ့ခြင်းဖြစ်ပြီးမြန်မာရွှေပြောင်းနေထိုင်သူဒရာစင်ဂန့်ကိုလည်းစီးပွားရေးနှင်နာခြင်းဒေါ်လာ၄သိန်း9800ဒဏ်ခတ်နှင်နာခြင်းဒေါ်လာ၁.၃သန်းနဲ့ လီလီဆာနိုင်တန်းကိုတန်ခတ်တဲ့နေနာချင်းဒေါ်လာတက်တက်တမ၄တန်းပေးဆောင်ရန် တရားသူကြီးကအမိန်ချမှတ်ခဲ့တယ်လို့သိရပါဗါး၎င်းရဲ့လိမ့်လဲလဲပြားတဲ့နယ်ပယ်ကျယ်ပြန့်လာပြီးတော့တရားလုံများအတွက်ကြီးမားသောစီးပွားရေးကိုထိခိုက်နေနာစေတယ်လို့တရားသူကြီးကပြောဆိုလိုက်ပါတယ်လီဗင်ဆတ်နိုင်တန်းဟာအမေရိကန်ပြည်ထောင်စုကို2000ခုနှစ်ကတည်းကရွှေပြောင်းအခြေချရောက်ရှိနေတဲ့ချင်းတိုင်းရင်းသူတအူးဖြစ်ပြီးတော့၎င်းဟာ2018ခုနှစ်မှာရင်းနှံမြေတူးဖော်ရေးလုပ်ငန်းများအတွက်ရင်းနှီးမြှုပ်နှံမယ်ဆိုပြီးတော့လိမ့်လဲခဲ့ခြင်းဖြစ်တယ်လို့သတင်းကဖော်ပြထားပါတယ်လီဗင်ဆတ်နိုင်တန်းကတော့၎င်းရဲ့တရားသူကြီးဟာ သမရဂျိုးဘိုင်ဒန်ခန့်ထားတဲ့သူဖြစ်ပြီးတော့အမိန့်ဟာကယ်လီဖိုးနီးယားဥပဒေနဲ့မညီချောင်းတရားရုံးကတက်တဲ့အထောက်အထားများကိုအွန်လိုင်းပေါ်မှာတင်မှဖြစ်ချောင်းလူမှုကွန်ရက်ပေါ်မှာရေးသားထားချောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်တရင်ကတော့မန္တလေးမြို့အိုးဘိုအချင်းထောင်မှာစေကူတမှုမရတဲ့အတွက်နိုင်ငံရေးအချင်းသူ CDM အလဲရန်ကြောက်ဆရာမကြီးဒေါ်မြင့်မြင့်တန်းကွယ်လွန်သွားတယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်မန္တလေးအိုးဘိုအချင်းထောင်မှာမေလ9ရက်နေ့က CDM အလဲရန်ကြောက်ဆရာမကြီးဒေါ်မြင့်မြင့်တန်းကြာဆုံးခဲ့ရခြင်းဖြစ်တယ်လို့သိရပါတယ်ကြောက်ဆရာမကြီးဒေါ်မြင့်မြင့်တန်းဟာ2023ခုနှစ်ဇူလိုင်လ28ရက်နေ့မှာမတရားဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရပြီးတော့ဒေါ်မြင့်မြင့်တန်းမှာ TV ယောဂအခန့်ရှိတဲ့အတွက်ကြောင့်စေဝါကူတမှုပုံမှန် ိုအပ်နေသူတအုပ်ဖြစ်ကောင်းယောဂပြင်းထန်လာတဲ့အချိန်မှာ ထောင်အာဏာပိုင်များထံပြင်ပမှာစေကူတာခွင့်တောင်းခံခဲ့တော်လဲထောင်အာဏာပိုင်များကစေကူတာခွင့်မပေးခဲ့ဘူးလို့ပြောပါတယ် CDM အလဲတန်းကြောက်အောင်ဆရာမကြီးဒေါ်မြင့်မြင့်တန်းကိုအကြမ်းဖက်တိုက်ဖြတ်ရေးဥတွေပုံမှာ50နှစ်ကကြီးနဲ့စစ်ကောင်စီကထောင်တန်း9နှစ်ချမှတ်လိုက်တယ်လို့သိရပါတယ်ကြောက်အောင်ဆရာမကြီးဒေါ်မြင့်မြင့်တန်းဟာ TV ယောဂအခန်းကြောင်းစေပြင်းများကိုတွေးနေရပြီးတော့တွေးကြောပေါက်တဲ့အချိန်မှာအချိန်မီစေဝါကုသဆောင်ရှောက်မှုမရတဲ့အတွက်တင်ဆုံးခဲ့ရခြင်းဖြစ်တယ်လို့သိရပါတယ်ဒီနှစ်ဇန်နဝါရီလကနေပြီးတော့ဇွန်လအထိတင်ဆုံးမှုအများဆုံးထောင်ကတော့ မန္တလေးဩဘုအကျင်းထောင်ပဲဖြစ်ပါတယ်ဒီအခြေအနေဟာထောင်တွင်းစေဝါကုသမှုမရရှိတာဘလောက်ထိစိုးဝါနေလဲဆိုတာတည်ဆုံးရတဲ့သူတွေကတတ်တည်ပြနေတာဖြစ်ပါတယ်နောက်ထပ်စေဝါစောင့်ရှောက်မှုမလုံလောက်လို့တည်ဆုံးတာမျိုးထပ်ပြီးတော့မဖြစ်စေချင်တော့ပါဘူးလို့ကိုတိုက်ထုံးကရှင်းပြထားပါတယ်မြန်မာနိုင်ငံမှာရှိတဲ့အကျင်းထောင်များအတွင်းမှာစေဝါစောင့်ရှောက်မှု လုံလောက်စွာမပေးနိုင်ခြင်းကြောင့်နိုင်ငံရေးအကျဉ်းသားများအပါအဝင်အကျဉ်းကြခံနေရသူများဟာယောဂါများဖြစ်ပေါ်ခြင်းရှေးကူတာကွင့်ဆုံးရှုံးပြီးတော့ယောဂါအခမ်းများပုံမဆိုးဝါလာခြင်း ေဆုံးတင်တဲ့အခြေအနေမဟုတ်ဘဲနဲ့အသက်ပေးလိုက်ရတဲ့အထိဖြစ်ပွားလျက်ရှိတယ်လို့သိရပါဗျ2025ခုနှစ်ဇန်နဝါရီလကနေဇွန်လ1ရက်နေ့အထိစေဝါဆောင်ရှောက်မှုမလုံလောက်ဘဲနဲ့တေဆုံးခဲ့ရတဲ့နိုင်ငံရေးအကျဉ်းသား၁၁ဦးထိရှိလာပြီဖြစ်တယ်လို့ PPNM ကထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းပလဲမြုံနယ်မင်းတိုင်ပင်ရွာနယ်ပခုတ်ကူမြုံနယ်ကံမရေးပြားလမ်းပိုင်းကိုအကြမ်းမဆက်တကလေရင်နဲ့ဘုံကျဲတက်ခိုက်ခြင်းကြောင့်ပြည်သူများထိခိုက်မှုရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီကနေ့ဇွန်လ14ရက်နေ့မနက်9:00နာရီကနေမနက်10:00နာရီခွဲအချိန်ထိပလဲမြုံနယ်မင်းတိုင်ပင်ရွာကိုအကြမ်းမဆက်တကဂျက်ဖိုင်တာနဲ့လေကြောင်းတက်ခိုက်မှု၄ချိန်ပြုတ်လုခဲ့တယ်လို့သိရပါဗျ။အကြမ်းမဆက်တရဲ့လေကြောင်းတက်ခိုက်မှုအတွင်းမှာကြေးရွာနေပြည်သူ၂ဦးထိခိုက်ဒဏ်ရာရရှိကနေအိမ်များလည်းပျက်စီးသွားပြီးတော့ထိခိုက်မှုအသေးစိတ်အခြေအနေကိုတော့အတိ ပြုတ်နိုင်ခြင်းမရှိသေးဘူးလို့သိရပါတယ်။ဒီနေ့မနက်9:00ကျော်ကနေစပြီးတော့ဘုံကျဲတိုက်ခိုက်နေတာမင်းတိုင်ပင်ခြေရွာကို Jet Fighter နဲ့လာကျဲတာ လေးချိန်ကျဲချတိုက်ခိုက်သွားပါတယ်ပြည်သူနှအုပ်ထိခိုက်ဒဏ်ရာရရှိပြီးတော့နေအိမ်တွေပျက်စီးသွားတယ်လို့ပဲသိရသေးတယ်အခြေအနေအသေးစိတ်ကိုတော့အတိမပြုတ်နိုင်သေးဘူးလို့ဒေသခံသတင်းရင်းမြစ်ကပြောပြထားပါတယ်အလားတူပဲမက်ဂရီတာပခုတ်ကူမြို့နယ်ကံမရေးပြားလမ်းပိုင်းကိုလည်းအချက်မဆက်တက်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့ဒေသခံသတင်းရင်းမြစ်ကပြောပြထားပါတယ်ဒီကနေ့ဇွန်လ14ရက်နေ့မွန်းလွဲ2နာရီခန့်မှာအချက်မဆက်တက်ရဲ့ရိတ်ခါပို့တဲ့စစ်ကြောင်းရှိနေတဲ့ ကံမရေးပြလမ်းပိုင်းကို Jet Fighter နှစ်စီးနဲ့လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့သိရပါတယ်။စစ်ခွေးတွေကိုရိတ်ခါပို့တဲ့စစ်ကြောင်းကကံမရေးပြလမ်းပိုင်းမှာရှိနေတာဆိုတော့ဂုဏကပဲလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်သွားပါတယ်။ထိတွေ့တိုက်ပွဲဖြစ်တယ်လို့တော့မကြားမိသေးဘူး။တရတိတ်ကနေပြီးတော့ကံပေါက်ကပါစာ24ဘက်ကိုထွက်ခွာလာတဲ့ရိတ်ခါပို့တဲ့စစ်ကြောင်းလမ်းကြောင်းရှင်းနေတာပါလို့ဒေသခံသတင်းရင်းမြစ်ကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်ဆက်အာဏာရှင်ဆက်တဲ့ဇိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ